အားလုံးခုနှစ်သားသမီးမိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာအော်ဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တနင်္ဂနွေသားသမီးတွေအတွက်ပေါ့နော်ဟောစတန်ဘဝတသက်တာမှာတွေ့ကြုံရမယ့်ကံစကားအဆိုးကောင်းတွေဟောကြားပေးမှာဖြစ်ပါတယ်ဒါကတော့အသက်အပိုင်းချလိုက်ပေါ့နော်ဒီဒီတနင်္ဂနွေသားသမီးမျိုးဆိုတော့ရောက်ကြားပဲဖြစ်ဖြစ်မပဲဖြစ်ဖြစ်ဟာတနင်္ဂနွေသားသမီးတွေရဲ့အသက်အပိုင်းချလိုက်ဘဝမှာကံကောင်းဆုံးနှစ်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့လောကရန်ရှိပါရပါတော့ကျွန်တော်တို့က အကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်နော်အကောင်းလောကရန်တွေကတော့ရာတော့လို့ခေါ်တယ်ရာဟုတ်တယောက်ပါတယ်ဆိုတုခံလို့ခေါ်တယ်တောက်ကြတယောက်နော်နောက်ပတန်တာလို့ခေါ်တယ်တနင်္ဂနွေတယောက်လာဘောလို့ခေါ်တယ်လာဘလို့ခေါ်တယ်တနင်္ဂနွေတယောက်ဒီ၄နှစ်ကတော့၄နှစ်စတိုင်လူတွေကအဆင်ပြေတတ်တယ်အောင်မြင်တတ်တယ်နောက်၄နှစ်တစ်ချမ်းကတော့ကျွန်တော်တို့အဆိုးလောကရန်၄ပါးပေါ့နော် အဲ့တော့လောကရန်၈ပါးမှာအကောင်းလောကရန်၄ပါးအဆိုးလောကရန်၄ပါးအဲ့တော့အဆိုး၄ပါးကိုထားလိုက်ဒီနေ့ကတော့အကောင်း၄ပါးနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်တနည်းဦးလေးဒါဒီနေ့နဲ့အကောင်းလောကရန်နေကြုံတွေ့ရမယ်အသက်ပိုင်းခြားတယ်ပြမဦးစွာတနည်းဦးလေးဒါဒီနေ့နေနဲ့ဒီရာတော့လို့ခေါ်တဲ့ရာဦးတက်ရောက်အကြောင်းပေါ့နော်အဲ့တော့ကြံခဲ့တဲ့နှစ်တည်းကနှစ်နှစ်သုံးနှစ်လောက်တက်တိုက်ဆိုးခဲ့ရင်တောင်မှပဲတနည်းတနည်းဦးလေးဒါဒီနေ့နေအဲ့ဒီရာတော့ဆိုတဲ့တက်ရောက် ရာဟုတက်ရောက်ကိုရအောင်ဘဝတွေဘဝတွေပြန်ဆရတယ်ဘဝအတိတ်ကနေပြန်ဆရတယ်ကြံခဲ့တဲ့ဆိုးတဲ့အញ្ញံခိုက်တွေပြပြောက်ပြီးတော့အစားအနေပြန်ဆရတာမျိုးတွေထူးထူးတောင်ပြန်ဖြစ်လာတတ်တယ်အချက်သတိထားမှာကအဲရာတော်လို့ခေါ်တဲ့ရာဟုတက်ရောက်ရောက်နေယောက်ျားလေးမိန်းကလေးတွေအနေနဲ့အိမ်တော်တွေနဲ့အထူးသတိထားရတယ်အိမ်တော်ရေးရှုပ်ထွေးတွေတော့အခြေရေးရှုပ်ထွေးတွေပေါ်ပေါက်တတ်တယ်လူမှုရေးနဲ့ပတ်သက်တဲ့ရှုပ်ထွေးတွေဖြစ်တတ်တယ်အဲ့လိုအရှုပ်ထွေးတွေပြုတ်လုပ်ခဲ့ရင်တော့ကျန်တဲ့ရှေ့လာမယ့်နှစ်တွေမှာ စီးပွားဖြစ်မဲ့နှစ်တွေချမ်းသာမဲ့နှစ်တွေတိပေါက်မဲ့နှစ်တွေငွေလုံးရတဲ့ဝင်မဲ့နှစ်တွေမှာလက်တွေပိတ်သွားတဲ့တဲ့အဲ့ဒီရာဟုတက်ရောက်ရာတော့လို့ခေါ်ရာဟုတက်ရောက်အဝင်မှာအင်မတန်မှရေးကြည့်တယ်အဲ့ဒီအဝင်တစ်နှစ်မှာကောင်းမှရှေ့လာမဲ့နှစ်တွေသူ့ခံလို့ခေါ်တဲ့စီးပွားတက်မဲ့နှစ်နော်ပဒန္တာလို့ခေါ်တဲ့အချွေရံတွေပေါင်းပြပြီးအလူတန်းတွေလောရတဲ့နှစ်အင်ဂျင်အင်ဆော့ရတဲ့နှစ်တွေလာဘောလို့ခေါ်တဲ့ငွေတွေထုတ်တဲ့နေဝင်တဲ့ချဲပေါက်တာမျိုးတွေတချို့စဉ်တိပေါက်တာမျိုးတွေတစ်တစ်နှစ်တွေမှာ ကောင်းကျိုးတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆိုတာတနင်္ဂနွေသားသမီးတွေနဲ့ຢာတော့လို့ခေါ်တဲ့ຢာဦးတက်ရောက်ကြာရောက်တဲ့အသက်ပိုင်းခြားတွေကိုကျွန်တော်တွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေຢာဦးတက်ရောက်ကတော့အသက်ဒါငယ်စဉ်မှာတော့တိတ်မသိတာဘူးနော်အသက်ကျွန်တော်တို့ဒါ23ကစပြောမယ်23နှစ်31နှစ်39 49 55 63နှစ်86နှစ်89နှစ်အားရရာဟုတက်ရောက်လို့ခေါ်တယ်ဘဝတစ်တစ်ပြန်ဆရတယ် ဒီနေရာမှာတစ်ချက်တတိထားမှာတနင်္ဂနွေသားသမီးတွေနဲ့ရာဟုတဲ့ရောက်ကဘဝတစ်ပြန်ဆရတယ်ဆိုတော့တနင်္ဂနွေသားသမီးတစ်ကျွင်းပေါ့နော်မဟာဘုမြန်မာမိမိရဲ့မြန်မာဝိသက်ခွေကိုခုနှစ်နဲ့ဆားလိုက်ဆိုတစ်ကျွင်းနေအတွက်ကြတော့သူထင်သလောက်မကောင်းမြန်အောင်နော်တနင်္ဂနွေသားဘဝတစ်ပြန်ဆမှာဘဝဆကောင်းတယ်တိုးတော့တနင်္ဂနွေသားသမီးတွေနဲ့ကဒီရာဟုတဲ့ရောက်ကနေဘဝတစ်ပြန်ဆမှာဆိုတော့အသက်32နှစ်တို့39 48ကျော်တော့ဘုံမီလေးတော့ကြာနေတယ်ဘုံမီဂျိုရီထဲမှာတော့ကြာတယ်အဲ့တော့100%ကောင်းနေတာမျိုးတော့မဟုတ်ဘူး เนาะအဲ့တော့တခြားနေသားသမီးတွေအတွက်ကြာရင်တော့ဒီရာဟုတက်ရောက်ကကောင်းနိုင်တယ်เนาะကောင်းကျိုးတွေရနိုင်တယ်ရာဟုတက်ရောက်ရတဲ့ဟိုကအကုန်လုံးကောင်းတယ်เนาะအဲ့မှာတကုသတိဒါပါရာဟုတက်ရောက်တွေရောက်လာရင်လှခြင်းပခြင်းလာအသက်ကြီးတဲ့သူတွေတောင်မှပဲလှခြင်းပခြင်းလာတယ်အလှတွေပြင်လာတယ်အဲ့တော့ဘဝတွေပြန်ဆတဲ့နှစ်ပြည့်ကျွင်းတမင်းတွေတွေအတွက်ကြာတော့တင်းတော်မကောင်းသို့တော့အသက် 38 39 49ကျတော့လည်းသူဘုံကြီးကြီးထဲမှာပဲရှိနေတယ်အဲ့တော့100%တရားခိုင်တော့တော့မကောင်းသေးဘူးလို့ဆိုလည်းဖြစ်ပါတယ်အဲ့ဒီကနေကြော်ဖြတ်သွားတဲ့ခါမှာနောက်ရှေ့မှာကျတော့တောက်ကြတက်ရောက်စီးပွားတက်မယ်နဲ့စီးပွားရေးတွေတက်မယ်ဥပမာငွေတွေစုမိမယ်အမြေတွေဝယ်တာမျိုးတွေနော်အလုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေလုပ်ငန်းတွေအဆင်ပြေလာတာမျိုးတွေကြုံတွေ့ရတဲ့တစ်နှစ်ကတောက်ကြတက်ရောက်လို့ခေါ်ပါတယ်အဲ့တောက်ကြတက်ရောက်ထဲမှာကျတော့တစ်ချက်တတိထားသွားတော့ အာဓုပအိမ်သွားလို့မရအောင်နားရေးသွားလို့မရအောင်သွားမိရင်လည်းရေရရပြုလို့ရတယ်အဲ့ဒါသွားမိတယ်ဆိုရင်တစ်ခါလေကြာအဲ့လိုရောက်ရောက်တက်ရောက်ကအကျော်ပေါ့နော်တောက်ကြတက်ရောက်တက်ရောက်လာရင်နားဆွေမျိုးသားချင်းတွေထဲမှာနားရေးကိစ္စတွေတက်တက်ဆန်ဆန်ပေါ်ပေါက်တက်တက်သွားမိရင်လည်းလက်တွေပိတ်ကမ်းတွေညံ့သွားတက်တက်အဲ့ဒီတနေ့ဦးလူသားတို့ပြတောက်ကြတက်ရောက်ကြာရောက်တက်တက်အသက်ပိုင်းခြားတွေကတော့အသက်၁၆နှစ်နော်၂၄၃၂နှစ်၄၀၄၈၅၆၆၄၇၂နှစ်၈၀၈၈နှစ် ဲ့ဒီနှစ်ကတော့တနေ့ဦးလေသားသမီးတွေအတွက်ဒါအကောင်းဆုံးလို့ပြောလို့ရတယ်เนาะအကောင်းလင်းတဲ့ထဲမှာကြံခဲ့တဲ့ဒီရာဟုတက်ရောက်ကအထက်ကလောက်မကောင်းဘူးခုနပထမပြောတဲ့ရာဟုတွေအခုဒုတိယပြောတဲ့ဒီတောက်ကြတက်ရောက်ကဒါတုခံဒုက္ခเนาะချမ်းသာဒုက္ခတွေရရှိတတ်တယ်စီးပွားတက်မယ်ဆိုတဲ့နှစ်အဲ့ဒီနှစ်တွေကဒီနှစ်ကတော့ပိုကောင်းတယ်ဒီသပိုင်းရှားလေးတွေကိုအဲတစ်ချက်သတိထားမှာဖြစ်ပါတယ်အဲ့တော့နာယီတွေပါတွေမဝယ်တင်ဘူးတောက်ကြတက်ရောက်တက်ရောက်လာရင်နာယီတွေမသွားတင်ဘူးသွားမိတယ်ဆိုလို့ရှိရင်ဓာတ်တလုံးခိုင်းလက်တန်းလုံးလောက်ဟိုညိုးလုံးလောက်ပဲဖြစ် ဒတ်မီမီလန်နဲ့တရောင်တိုင်းပြီးတော့အိမ်တော်ဖေးမှာ6တောက်နဲ့နင်းချိုးရတယ်ငါဒန်နင်ခံလို့ပြောရပါတယ်အဲ့တော့စီးပွားတွေတက်မယ်လုံးသမားကိုင်းသမားတွေမြေတွေဝင်လာမျိုးတွေဆက်ပစ္စည်းတွေတက်ဝင်လာမျိုးတွေဖြစ်တတ်တယ်အခုတိကျမှာအဲ့နှစ်တွေရဲ့ရောက်လာရင်စနေသားသမီးတွေဗုဒ္ဓဘုရားသမီးတွေကြောင့်စိတ်ညစ်ရတဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့စနေနံနဲ့အစဗုဒ္ဓဘုဆုံးဗုဒ္ဓဘုနံနဲ့အစစနေဆုံးအဲ့ဒီနေ့နံတွေကြောင့်စိတ်နှောက်ယှက်လေးတွေတော့ဖြစ်တတ်တယ်အဲ့နှစ်ထဲရောက်လာရင် အញ្ញံခိုက်တွေဖြစ်နေတယ်ဆိုရင်တောက်ကြတက်ရောက်ကိုပြောနေတာနော်အဲ့တော့ဒီသပိုင်းချောက်ကြောက်ရောက်နေအဲ့ရရွှေအေးလေးကမယ်ဆင်းရဲနှွမ်းပါတဲ့သူတို့ခီးစိတ်ထောက်ပံ့ပေးရတယ်မြမဘီတစ်ပတ်ခီးမြမဘီတစ်ပတ်ဖျားဘူးခီးတွေပါထောက်ကြတယ်နော်အင်္ဂါနေ့မှာစီတမင်းငါးဝယ်ဖျားမွာကတ်လူ့ဘာမှာဖြစ်ပါတယ်ဒါပေမဲ့အုံးသီးမထည့်ရအောင်နော်အော်ကြာတာပရင်းနေ့ကြာတာပရင်းတောက်မှာမုတ်စိမ်ပေါင်းသုံးပကံလှူတန်းရပါတယ်ဒါကတောက်ကြတက်ရောက်အဲ့တော့ရာဟုတက်ရောက်မှာက တော်များပေါ့နော်တနေ့ဦးလေသားသမီးတွေအရေးကြီးဆုံးကဘုနာအဲ37ကဲ39ရယ်49ရယ်အဲ့ဒီနှစ်ထဲရောက်လာရင်တော့ဘာကိန်းလဲဆိုတော့ဘုံမိကြီးပုံစံမျိုးနော်အဲ့ဒီတည်းကြာရောက်လာတော့နိုင်ရင်ပစ္စည်းဥစ္စာတွေအကုန်ကြတယ်များတတ်တယ်နော်ခုံသိက္ခာထိကြိုက်တာမျိုးတွေဖြစ်တတ်တယ်နောက်ရင်းနှီးတဲ့ဆွေးပူသားချင်းတွေသုံးသိဆုံးတာမျိုးတွေဖြစ်တတ်တယ်အိုးအိမ်တွေကထိုင်ရင်းကိစ္စတွေအခက်အခဲတွေကြုံတတ်တယ်ဘုနာ37ကဲတနေ့ဦးလေသားသမီး37 39 49လူတိုင်းကိုဆိုလိုတာမဟုတ်ဘူးနော် အဖြစ်များတယ်လို့ပြောတာနော်ဒူ၁၀ယောက်ရှိလို့တမျိုးသားဒူ၁၀ယောက်ရှိလို့၁၀ယောက်လုံးဖြစ်မယ်လို့ပြောတာမဟုတ်ဘူးနော်အဲ့တော့မဖြစ်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ကိုကိုတိုင်းစီးပွားရေးတက်တယ်အဆင်ပြေတယ်ဆိုရင်မိသားစုဆွေမျိုးတာကျင်တဲ့မှာနားရေးကိစ္စတွေပါတယ်ပေါ်ပေါက်တတ်တယ်ဒီတစ်ချက်တော့သတိထားရမှာနော်အဲ့တော့ဒီလိုအညံ့အခိုက်တွေအဲ့လိုတမျိုးသားဒူ၃၁၃၉၄၉အညံ့အခိုက်တွေပြေပြောက်ခြင်းရင်ဂျိတ်တာတစ်ခုခုသွားပြီးအ ਨੇ ဆုံး၄၉ရက်တရားစခန်းဝင်တဲ့နေနော်အ ਨੇ ဆုံးတော့တစ်ပတ်ပေါ့တပတ်ဝင်လဲရတယ်49ရက်ဝင်လဲရတယ် အဲ့ဒီလိုပဲအဲ့ဒီ31 39 40ခုကြာရောက်နေရင်တနင်္ဂနွေသားလူမျိုးသူမဆိုးဗုဒ္ဓခုနေ့ညနေမှာဗုဒ္ဓခုနေ့ညနေ3နာရီလောက်မှာတရားစင်ရှိမှာသပွဲလေးတစ်ခုခင်းမယ်ခင်းပြီးတဲ့အခါမှာအဲ့သပွဲဘွဲပေါ်မှာဖန်ခွက်လေးတစ်လုံးတင်မယ်အဲ့ဖန်ခွက်ထဲမှာကဒတ်ညွတ်ကဒတ်ညွတ်ခုနှစ်ညွတ်ထည့်ပြီးတော့ဘေးဥပတ်တွေကင်းဝေးစေဖို့အတွက်ကိုဆူတောင်းရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဒီရောက်တက်ရောက်ပေါ့နော်ပထမအခု 31 39 49မှာရောင်းတက်ရောက်ထက်မှာကြာရောက်နေပြီဆိုလို့ရှိရင်ဇေရီတစုစုကိုတွားပြီးတော့ရက်အဖြူအောင်တက်စစ်လူတန်းရမှာဖြစ်ပါတယ်ရေတက်စစ်လူတန်းရမယ်အော်ရုပ်ပွားတော့ဖရာသိမှုတော့ရုပ်ပွားတော့ရင်ဘတ်တော်မှာရွှေပြားစတဲ့ပြားချပြီးတော့လူတန်းရမှာဖြစ်ပါတယ်အော်လောကဝိလူဆိုတဲ့ဂုံတော်ကိုအတိတ်ထံပရိစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှစ်လက်ကိုဘုဒ္ဓဘုရားမှာကြက်ချေခတ်ပြီးတော့လှူတန်းရမှာဖြစ်ပါတယ်နောက်ကြာပန်းအဖြူအောင်လှူရမှာဖြစ်ပါတယ်နောက် အဲ့ဒီလိုလှူလိုက်မယ်ဆိုရင်ခုနဒီ38 39 40အညံ့နေဘုံမီကြီးအညံ့နေပြေောက်တော့မှာဖြစ်ပါတယ်အော်ထပ်မှပြီးတော့ဒီတနေ့ဦးတွေတက်ရောက်ခုနာပါနော်အိမ်ပြင်ရတဲ့နှစ်တွေအိမ်ဆောက်ရတဲ့နှစ်တွေအိုးပိုင်ပိုင်ရတဲ့နှစ်တွေဒါမှတစ်ချက်တတိထားမှာကတောက်ကြတက်ရောက်နော်တောက်ကြတက်ရောက်မှာကသုံးကျွင်းနေကြတော့အနည်းငယ်ညံ့ခိုက်ရှိတယ်နော်တောက်ကြတက်ရောက်ကအဟောင်းအကောင်းလို့ပြောတယ်ခုနအသက်16နှစ်24 30နှစ်40 46 56 64 80 88နှစ်ကတောက်ကြတက်ရောက် ။သို့တော့မိမိရဲ့မြန်မာအကောင့်နဲ့ဆိုရင်လည်းညံတက်တဲ့တနင်္ဂနွေတွေရှိတယ်။တနင်္ဂနွေတွေမှာတော့နော်။သုံးညတနင်္ဂနွေတွေမိမိရဲ့မြန်မာမူတက်ကလေးကိုခုနှစ်နဲ့စားလို့သုံးညနေကြတော့အဲ့လို100%တရားခိုင်နှုန်းတော့လေကောင်းချင်မှကောင်းတော့မယ်။အများခိုက်ပြီလေကြုံတွေ့တယ်။တော့အဲ့ဒါကြောင့်မရဏတက်ရောက်ကွယ်မာဟုတ်ကဲမရဏကျူတက်ရောက်ဖြစ်နေတယ်။နောက်တစ်ချက်ကအဲ့ဒီနှစ်ထဲမှာဗုဒ္ဓဘူးနံစနေနိုင်မယ်နဲ့ပေးထားတဲ့တနင်္ဂနွေသားသမီးဆိုရင်တော့အများခိုက်ဖြစ်တယ်။နှိပ်ပြမိတယ်ခေါ်တယ်နာ ဒါပေမဲ့အဲ့ဒါမျိုးခဲရင်ပါလေရှားတယ်နော်တလူရသားသမီးကိုဘုံဘူးနဲ့စနေနဲ့တွဲမယ်လေဆိုတာခဲရင်ပါလေအများသောအဖြစ်ရတယ်အဲ့လိုမမဲ့ကြအောင်ပြစ်တတ်တာမိမိရဲ့မြမဝိသက်ကလေးကိုခုနှစ်နဲ့စားလို့တုံးသွေးနဲ့တနေ့ကုန်ပြီဆိုရင်နော်အဲ့လိုအញ្ញန့်ခိုက်ကတရားခိုင်တော့အကောင်းကတရားခိုင်တော့ရရှိဖို့မလွယ်ဘူးလို့ပြောချင်ဖြစ်ပါတယ်အဲ့တော့ထပ်မံပြီးတော့တောက်ကြတက်ရောက်ပြီးကြခါမှာတနေ့ကုန်တက်ရောက်အញ្ញန့်ကောင်းတဲ့နေ့တူပါအိမ်ပြင်ခဏအိမ်ဆောက်ရတော့အိမ်ပြင်လာလို့နော်အလှူတန်းတွေလောက်တာလို့ဖျံတင်းပဲယာရူးတက်တာလေလာသာတူတာမျိုးဖြစ်တတ်တဲ့နေ့အဲ့ဒီနှစ်တရားကြတော့အသက် စက်ခွန်25 33 41 49 50 65 83 87 89အဲ့ဒီနှစ်တွေကတနည်းဝေတက်ရောက်ဖြစ်တဲ့အတွက်အလူတန်းတွေလောရတဲ့အိုးပိုင်အိမ်ပိုင်မရှိတဲ့အိုးပိုင်ပိုင်တွေရလာတဲ့စီးပွားရေးတွေလုပ်ငန်းတွေတိုးတက်လာတဲ့ရွှေတဲ့ပစ္စည်းတွေဝင်တက်တယ်အဓိကပြောချင်တာကတော့အစတက်ရအဆင်ပြေပြီးတော့အကောင်လောကရန်တွေတွေ့ကြုံခံစားရမယ်နှစ်မျိုးပြောတာဖြစ်ပါတယ်တို့တော့တနည်းဝေသားသမီးတွေထဲမှာပါတစ်ချက်တည်းကမှာ၅ကျွန်းတနည်းဝေတွေ့ကြရတော့ထင်သလောက်အဲ့ဒီလောက် အပြည့်အဝဒီအခုဟောတဲ့အဟောကြီးအပြည့်အဝရရှိဖို့မလွယ်ပါဘူးအဲ့ဒါကတော့မိမိရဲ့မြန်မာမွေးတဲ့ခွင့်ကိုခုနှစ်နဲ့စားလိုက်လို့ငါးကျင်းသွားရင်တော့တနေ့ဦးလည်းတရောက်ပြီအကောင်းဖြစ်တယ်တို့တော့မာဘုံမှာကွာတနေ့ဦးလည်းမလန်းသားရှိနေတယ်တို့အဲ့တော့ထင်းတလောင်းမကောင်းတာမျိုးတွေတွေ့ကြုံခံစားရတဲ့နောက်တစ်ချက်ကဒီတပိုင်းရှောက်ရောက်နေတယ်တနေ့ဦးလည်းတရောက်ဆိုနာမည်ကိုတနေ့ဦးလည်းစာကြတာလေးဆုံးပေးထားရင်လည်းထင်းတလောင်းကောင်းကျိုးတွေခံစားဖို့မလွယ်ပါဘူး ပြောချင်တာကတော့ကောင်းကျိုးတွေအပြည့်အဝမရရှိနိုင်ဘူးဆိုတာဖြစ်ပါတယ်။ဥပမာဒီတနည်းတစ်ယောက်ထဲမှာနာမည်ကိုအောင်မင်းလို့အေးမင်းလို့အောင်မျိုးလို့အားနဲ့စပြီးတော့ပပမမနဲ့အဆုံးမဲ့ထားတဲ့တနည်းတွေနာမည်ပိုင်းရှင်တွေကြတော့အခုပြောတဲ့အကောင်းကျိုးတွေအပြည့်အဝရရှိဖို့ခဲရပါလိမ့်မယ်။အဲ့ထပ်မပြီးတော့အကောင်းဆုံးပေါ့နော်အဲ့လိုငွေတွေရတယ်၊ဖြီးတွေပေါက်တယ်တချို့ဆိုငွေတွေခဏခဏဝင်နေတာတချို့ဆိုချဲတွေထားပေါက်တယ် အဲ့လိုနှစ်မျိုးတွေကြတော့တနင်္ဂနွေသားသမီးတွေနဲ့ချဲပေါက်ထိပေါက်တဲ့နှစ်အသက်ပိုင်းခြားကအသက်10နှစ်18နှစ်26နှစ်34 40နှစ်50 58 66 84 82နှစ်90 98အဲ့ဒီနှစ်ထဲမှာကြာရောက်နေတဲ့တနင်္ဂနွေသားသမီးတွေကြတော့ငွေတွေအတုံးကြီးနဲ့ဝင်တက်တယ်ထီထိုးတဲ့နော်ထီထီနှစ်ကနန်းခေါင်ကနန်းနှစ်ပူးခုံပူးလို့ထိုးတယ်အဲ့တနင်္လာတက်ရောက်လို့ခေါ်တယ်သူလာဘုံပတ်စံတွေရရတယ်သူ့လိုချဲတွေပေါက် ။အဲ့ကြောင့်အနေချင်းတွတ်လောက်ရလို့ရှိရင်အဲ့ဒီပစံတွေကိုမတုံးမဲ့နဲ့လှူဒန်းလိုက်တာပိုပြီးကောင်းတယ်။နော်။အဲ့ဒီတပိုင်းရရောက်နေလို့ထီလေးပေါက်တယ်၊ချဲလေးပေါက်တယ်ဆိုရင်မြေပြဆဆပေါက်ရင်တော့ပိုကောင်းတာပေါ့နော်။အဲ့ဘအနေချင်းလေးပေါက်တယ်ဆိုရင်တော့အမိအနေနဲ့ကသတိလှူဒန်းရမယ်အဲ့ဒီထက်ရမယ်။တစ်ချက်သတိထားမှာအဲ့ဒီနှစ်ထဲကိုရောက်နေတယ်တနေ့ဦးလေသာသမီးတွေကတနေ့ဦးလေသာဘုံနူးနာမယ်နဲ့အစုံမှာအောင်ဝင်းလို့အေးဝင်းလို့အေးလိုင်းလို့နော်အေးရွှေလို့ အားနဲ့စပြီးတော့ရလာဝါနဲ့ဆုံးတယ်ဟုတ်တနင်္ဂနွေနေ့အစဘုံလူဆုံးမဲ့ဖြစ်နော်ဘုံလူနာမဲနဲ့စပြီးတနင်္ဂနွေဆုံးမဲ့ဖြစ်အဲ့ဒီအတွဲနာမဲမှဲ့ထားရင်တော့အခုတနင်္ဂနွေတက်ရောပေါင်းကျိုးတွေကပြေဝခံစားရဖို့ခက်ခဲပါလိမ့်မယ်အဲ့တော့သူကတရားခိုင်တော့ကောင်းဖို့မရှိဘူးပေါ့နော်ကျန်တဲ့နာမဲပိုင်ရှင်တွေကြတော့ကောင်းတယ်နောက်တစ်ချက်ကအဲ့ဒီတပိုင်းချမှာကြာအောင်တနင်္ဂနွေတက်ရောကြာရောက်နေတယ်တနင်္ဂနွေသားသမီးတွေနေနေကမဟာဘုတ်၆ကျွင်းနေနေရလေအញ្ញံခိုက်ကျုံ့တက်တယ်အញ្ញံခိုက်ဖြစ်ပေါ်တယ်ဟိုမှာသူများတွေကတော့ကောင်းတယ်ကိုကတော့ကောင်းနေမှာကောင်းပါဘူး အိုက်တမေဦးနေသားသမီးတွေကတော့မဟာဘုတ်6ကျွင်းသူရဲ့မြန်မာမွေးတပ်ကတွေကိုခုနှစ်နဲ့စားလိုက်လို့6ကျွင်းတဲ့သူတွေအနေနဲ့ကဒီတင်းနာတက်ရောက်အခုပြောတဲ့ထီပေါင်းမဲ့နှစ်တွေငွေရမဲ့နှစ်တွေမှာသူတို့ဘောင်းမြန်ဖြစ်သွားတယ်တဲ့ငွေတွေပုံနေတာမျိုးတွေငွေတွေထွက်လာတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့တင်းနာတက်ရောက်တွေရောက်လာရင်အလောက်ကိုင်းတွေအစီအပြေချင်တယ်ဆိုရင်သူမိရဲ့အင်ကြီးတစ်ထည်သပင်ချေတဲ့လက်တွေကိုပုံမိတောင်းပုံမိရက်ဖြစ်တဲ့ဘုံလူတောင်းမှာသွားဆွန့်ပြီးတော့သွားဆွန့်ပြရမှာဖြစ်ပါတယ်အဲ့ဒီနေ့တည်းမှာလောက်ရမဲ့တင်းနာတက်ရောက်ရဲ့ရေရာကတော့ အမွေးနဲ့သားနဲ့တင်းနေတာတောင်ဘုရားဆင်းလူတော်ကိုတင်းနေတာတောင်မှာရှိတဲ့ဂျိုတိုင်ဘုရားဆင်းလူတော်ကိုတင်းနေတာနေမှာအမွေးနဲ့သားနဲ့ရေတက်ပေးရမှာဖြစ်ပါတယ်။အကြာပန်းက2ပွင့်တစ္ဆပန်းက6ပွင့်ကိုလည်းအဲ့ဘုရားမှာကတ်လူအောင်မှာဖြစ်ပါတယ်။နောက်ငကယုံဘုရားမှာထန်းလျက်ခဲဆက်တခဲကိုတက်ကုကတော်ထဲထည့်ပြီးတော့ကတ်လူပူဇော်ရမှာဖြစ်ပါတယ်။အဲ့လိုလုပ်လိုက်မှဆိုရင်တင်းနေတာတက်ရောက်ကွနာအညံ့ခိုက်မရဏနှစ်ကြုံနေတာလို့နာမည်နှိပ်ပြမိနေတဲ့သူတွေကလည်းကောင်းလာမှာကံတွေကောင်းလာမှာဖြစ်ပါတယ်။ ဒါကတော့အကောင့်လောဂရန်လင်းနစ်ကိုကျွန်တော်တို့ပြောပြပေးတာဖြစ်ပါတယ်အဘယ်ချိန်ကောင်းပါလဲပဲနှစ်တွေကောင်းပါလဲတနည်းသာမြင်ရအသက်ပိုင်းခြားလိုက်ကိုဟောကြားပေးတာဖြစ်ပါတယ်အဲ့တော့ဘဝတသက်တာမှာဒါသတိပြုသင်ကျင်လို့ရတယ်မိမိကိုယ်တိုင်ရေရာလုပ်လို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနည်းသာသမီးများအားလုံးကျမ်းမာချမ်းသာကြပါ